တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာမောင်မိုးသူရဲ့ရှေ့နေမောင်မိုးသူဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်ဒီလိုလေ မောင်မိုးသူចောင်းသားဘဝတုန်းကရှေ့နေသိမ့်ရှိဘူးမဟုတ်ဘူးလေရှိတော့ရှိပါတယ်ရှေ့နေပဲဟာ မောင်မိုးသူမမွေးခင်ကတည်းကရှိတာပေါ့ဒါပေမဲ့မများဘူးလို့ပြောတာအဲ့ဒီတုန်းက ရှေ့နေဖြစ်ဖို့ဆိုတာကလည်း BABF ဘွဲ့ရမှာမဟုတ်လားဒါကြောင့်ရှားတာလည်းဖြစ်နိုင်တာပေါ့လေထားပါ အခုတော့ရှေ့နေတွေက ပေါ်မှာပေါ့ HGB စင်းတွေရှိလာလို့ HGB စာမေးပွဲဆိုတာကလည်း၁၀တန်းအောင်ပြီးရင်ဖြေနိုင်တာကြောင့်လည်းဖြစ်နိုင်တာပါပဲ။ဒါကြောင့်ပဲဖြစ်ဖြစ်ရှေ့နေတွေများလာတာတော့အမှန်ပဲ။မောင်မိုးသူရဲ့မိတ်ဆွေတငယ်ချင်းတွေထဲမှာကိုရှေ့နေတွေကရိုက်တက်လို့အဲ့လေရေးတွက်လို့တော့မကုန်နိုင်ဘူးခင်ဗျ။တလောကစာပေဟောပြောပွဲမုံရွာသွားပါလေ။တက္ကသိုလ်ကျောင်းတုန်းကမောင်မိုးသူရဲ့တငယ်ချင်းမှန်သမျှရှေ့နေကြီးပဲဖြစ်နေကြတာကိုတွေ့ရပါတယ်။ဒီလိုပါပဲရန်ကုန်မှာပဲဖြစ်ဖြစ် နေတကာမြို့တကာပဲသွားသွားရှေ့နေတွေကိုရှောင်လို့မလွတ်နိုင်ဘူးဖြစ်ဖြစ်နေပါတယ်ရှေ့နေဆိုတာကရှားရှေးအဲ့လေစကားသိပြောတတ်တယ်မဟုတ်လားမတက်လို့လည်းမဖြစ်နိုင်ဘူးလေသူတို့ရဲ့အလုတ်ကိုကစကားပြောရတဲ့အလုတ်စကားကိုကက်သီးကက်သက်အနိုင်ရအောင်ပြောရတဲ့အလုတ်မဟုတ်လားဒီတော့ဒီငနေသားတွေစကားပြောတတ်တာဟာလေဘာမှအံ့ဩစရာမရှိတော့ပါဘူးမောင်မိုးသူကလည်းလေးသမားပဲလေစာရေးစရာမဟုတ်လား စာရေးဆရာဆိုတာကလောကကြီးမှာသူတို့သာတက်တယ်ထင်ပြီးတခြားလူဘသူမှသူတို့လောက်တက်တယ်တော်တယ်လို့ထင်တာမှမဟုတ်တာဒီတော့စာရေးဆရာနဲ့ရှေ့နေတွေ့ကြရင်မလွယ်ဘူးလေအခုဆိုရင်ပိုဆိုးတာက ရှေ့နေစာရေးဆရာတွေပါများတဲ့များလာကြတော့ပိုပြီးမလွယ်ဘူးပေါ့ဒီတော့မောင်မိုးသူဟာရှေ့နေငနေသားတွေကိုနှိမ်မှု နန်းနှိမ်မှုပုံမြင်တစ်ခုရှာထားရတယ်ဒီပုံမြင်ကိုလည်းရှေ့နေတယောက်စီကပဲရတာပါ အဲ့ဒီရှေ့နေဟာဘသူဘဝဆိုတာကိုတော့ဒီငနေတွေကိုကြံတဲ့ရှေ့နေတွေက ဝိုင်းသက်ကုံညမှာဆိုလို့မန္တလေးကရှေ့နေကိုထွန်းအောင်ကြောလို့မပြောပါဘူးကြိမောင်မိုးသူတို့မြန်ဘလောက်နှုတ်လုံးနေဆိုတာသိပြီမဟုတ်လားအဟုတ်ပါမောင်မိုးသူတို့ကနှုတ်လုံးတဲ့နေရာမှာစိတ်ချဘသူကိုမှမပြောဘူးလွယ်အိတ်တလုံးနဲ့ရွာစဉ်လဲပြီးရှောင်းမပြောဘူးစိတ်ချအေးမောင်မိုးသူပြောတဲ့လူတွေကအဲ့ဒီစကားကိုနှုတ်မလုံးမဲရှောက်ပြောကြကုန်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာဒါတော့မောင်မိုးသူရဲ့အပြစ်မှမဟုတ်တာအဲပုံမြင်လေးကတော့ဒီလိုလေရှေးတုန်းကငရေပြည်မှာမင်းလုပ်ပြီးအုပ်ချုပ်တဲ့ယမမင်းကြီးနဲ့ငရေသားတွေရှိတဲ့ဒါတော့လူတိုင်းသိပြီးသားဖြစ်နေမှာပါလေတခါတော့ငရေပြည်ကိုနိုင်ငံခြားတိုင်းပြည်တပြည်ကဧည့်သည်တော်တွေလာဖို့ဖြစ်လာတဲ့ဒီတော့ငရေမင်းကြီးကစဉ်းစားတယ်လေတို့ငရေပြည်ဆိုတာစီတဲ့အိုးကြီးတွေနဲ့ကြော်လော်နေရတာရှိတယ် ငရဲသားတွေကိုဖုတ်တုတ်နေရတဲ့မိဘကြီးရှိတယ်။တက်ဖြတ်နေရတဲ့ကိစ္စတွေရှိတယ်။ဒီတော့ငရဲပြည်မှာရှိတဲ့အဆောက်အုံတွေလမ်းတွေဟာမတန့်ရှင်းဘူးမလှပဘူးဘေးအမြင်မှာမတင့်တယ်ဘူးပေါ့။ဒီတော့နိုင်ငံသားကဧည့်သည်တော်တွေမလာခင် မျက်နာစာတန်းတိုက်တာအဆောက်အုံတွေကိုတော့ရေစေးတန်းစေးရေတုတ်တန်းတုတ်မျက်နာတက်တဲ့အလုပ်မိကက်လိမ့်တဲ့အလုပ်တော့လုပ်ဖို့ကောင်းလို့တွေးမိတဲ့တယ်။ ဒါနဲ့ငရဲမင်းကြီးဟာငရဲသားတွေကိုအားလုံးစင့်ခေါ်တယ်။ပြီးတော့ how do you do ငရဲသားများကိုဘိုလိုနှုတ်ဆက်ပါတယ်။သူကလည်းအင်္ဂလိပ်စာရက်တူသင်တန်းဆင်းပြီးကစားဆိုတော့အလေးချင်းလုပ်နေတဲ့သဘောလေးပါတာပေါ့လေ။သူကပြောတယ်"တို့ငရဲပြည်ကြီးရဲ့အလှပကိုတို့ဘာသာကိုထူကိုထပြသကြဖို့လိုတယ်။ဒီတော့မြို့တော်ရဲ့မျက်နှာစာအဆောက်အုံတွေကိုငရဲသားများကိုယ်တိုင်စိတ်ထုတ်ကြပါပေါ့" ငရေသားတွေကလည်းငရေကြလာပြီဆိုမှလူအတွေဖြစ်နိုင်ပါမလားအကုန်လုံးလူလေလူပတ်တွေကြီးပဲဟာဒီလိုငရေမင်းကြီးကနားလှည့်ပါလှည့်လှုပ်လို့ဘယ်ရမလဲလေသူတို့ကဒါတော့ no ပဲငရေမင်းကြီးကျွန်တော်တို့ဟာငရေကြလာတာမှန်တယ်ဒါကြောင့်ငရေပြည်မှာ CO ထဲမှာအကျော်ခံမှုဘာဘာညာညာအနှိမ့်ဆက်ခံမှုရှိတာမှန်တယ်ဒါပေမဲ့စေးတုပ်တဲ့အလုပ်လုပ်ဖို့ဆိုတာပကြီးမောင်မောင်တိုက်တို့တင်မောင်မြင့်တို့လို့ ဒီငနဲတွေကလူပြည်မှာမသေးကြသေးဘူးဒီတော့ငရဲပြည်ရောက်မလာကြသေးဘူးကျွန်တော်တို့ငရဲသားတွေစေတုပ်ဖို့လို့မလုံနိုင်ကြပါဘူးဆိုပြီးတော့တညီတညွတ်ထဲညင်းညားတယ်လေငရဲမင်းကြီးကစဉ်းစားတယ်ဟုတ်ပြီသားပဲငရဲပြည်ရဲ့စီကံဥပဒေဘောင်တွင်းကတော့ဒီငရဲသားတွေဟာငါခိုင်းတာကိုလုံမှာမဟုတ်ဘူးတစ်ဖက်ကလည်းဒီငရဲသားတွေကိုကူညီပြီးမလုပ်ကင်ကြဘူးဆိုရင်မြို့တော်ဟာဟန်ဆောင်ပန်ဆောင်တောင်တန့်ရှင်းလှပမှာမဟုတ်ဘူး ဒီတော့ငရဲသားတွေလှုပ်ချင်လာအောင် ခွင့်ရတော့ပေးမှဖြစ်မယ်ပေါ့စီပေးမှဆန်ရမှာမဟုတ်လားဒါနဲ့ငရဲမင်းကြီးကကဲပါကွာတို့အချင်းချင်းတွေပဲအတူနေတွေပဲအပြန်လှန်ကူညီဖို့လိုတာပေါ့ကွာကဲမင်းတို့ကငါ့ရဲ့ဆန္ဒဖြစ်တဲ့မြို့တော်လှပတန်ရှင်းအောင်လှုပ်အားပေးကူညီဆေးတုပ်ပေးကြငါ့ဘက်ကမင်းတို့လိုချင်တဲ့အခွင့်အရေးတနည်းပြန်ပေးမယ်ငရဲသားတွေကစဉ်းစားတယ်လीနောက်ပြီးတို့အချင်းချင်းတိုင်ပင်ကြတယ်ပြီးမှတယောက်က မြဲမင်းကြီးတကယ်ပြောတာလားကျွန်တော်တို့ကလှူအားပေးကူညီရင်ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးကိုတကယ်ပေးမှာလားပြီးမှတောင်းလို့လို့မြောက်လို့လို့ဦးကြောင်ကြောင်လုံနေရင်ဘယ်နဲ့လုံမလဲငရဲမင်းကြီးကရင်ကော့ပြီးဟဲ့ကောင်တွေငါများဘာကောင်အောင်းမေ့နေတယ်လေငရဲမင်းကြီးကဂရီးတစ်ခုပေးပြီးရင်ဘတော်မှမဖြတ်ဘူးတီးတဲ့ငရဲသားတွေဟာငရဲမင်းကြီးကို ဝိုင်းကြည့်ကြတယ်ငရဲမင်းကြီးရဲ့မျက်နှာဟာတကယ်ကိုတီတီကြီးခန့်ခန့်ကြီး ပြောရင်ပြောတဲ့အတိုင်းလုပ်မဲ့ပုံမျိုးဒါနဲ့သူတို့ချင်းချင်းတိုင်ပင်ကြတယ်ပြီးတော့ okay ပဲလုပ်ကြမယ်ပေါ့ဒါနဲ့တူတူပြောရရင်ငရေသားတွေဟာတက်ညီတညွတ်သေးမြို့တော်ကိုရေးစေးမျက်နာတက်မိတ်ကလိန်အဲ့လေစေးတုပ်လုပ်ကြပါတယ်စုပေါင်းညီညာအောင်ချောင်းဖြာဆိုတဲ့အတိုင်းအလုတ်ဟာပြီးမြောက်အောင်မြင်သွားပါတယ်ငရေမင်းကြီးလဲနိုင်ငံခြားဧည့်သည်တော်တွေကိုမျက်နှာပန်းလှလှဧကန်လိုက်နိုင်ပါတော့တယ်အလုံးပြီးသွားတဲ့ခါမှာ ငရဲသားတွေဟာငရဲမင်းကြီးရှေ့ကိုဝိုင်းစုလာကြပါတယ်။ငရဲမင်းကြီးဟာသူ့ရဲ့ငရဲသားတွေကိုကြည်ပြီးကျေနပ်ပီတိဖြစ်နေပါတယ်။ဒီတော့သူကိုယ်တိုင်ကပဲလူလူလားလားနဲ့မင်းတို့ရဲ့တာဝန်တွေကြီးပွန်ကြပါပြီလေ။ဒါကြောင့်ကျုပ်ဂုံယူတယ်။မင်းတို့ကိုလူကျင်တဲ့အခွင့်အရေးပေးမယ်လို့ကျုပ်ဂရိပေးခဲ့တယ်။လူကျင်တဲ့အခွင့်အရေးတောင်းကြ။ငရဲသားတွေဟာဘာမှစဉ်းစားမနေကြပါဘူး။သူတို့ကလည်းသူတို့အချင်းချင်းကြိုးတင်တိုင်ပင်ထားကြပြီးသားလေ။ဒါနဲ့သူတို့က ကျွန်တော်တို့နှက်ပြီကိုအလဲသွားခြင်းပါတယ်။ငရဲမင်းကြီးဟာတခါတည်းမျက်နာပြတ်သွားတာပေါ့။ "तू ကဟာဟာဒါတော့ဘယ်ဖြစ်မလဲကွာနှက်ပြီဆိုတာငါနဲ့ဘာမှမဆိုင်ဘူး။ငါပိုင်တဲ့ထဲမှာရှိတာမဟုတ်ဘူး။ဒီတော့နှက်ပြီသွားလဲခြင်းနဲ့ဆိုတဲ့အခွင့်အရေးကိုတော့ငါမပေးနိုင်ဘူး။ငါမှဗီဇာထုတ်ပေးပိုင်ခွင့်လည်းမရှိဘူး။ငရဲသားတွေကလည်းသူတို့ဆုံးပြတ်ချက်ကိုခိုင်ခိုင်မာမာခြားထားကြပုံရတယ်။သူတို့က ဟာဒီလိုကောင်းဆောင်လို့ဘေးရမလဲငရဲမင်းကြီးရဲ့ငရဲမင်းကြီးလိုချင်တဲ့ခိုင်းညင်တဲ့ဆန္ဒရှိတုန်းကတော့ကျွန်တော်တို့ကိုခိုင်းခဲ့တယ်လိုချင်တဲ့အခွင့်အရေးလေးတစ်ခုပေးမယ်လို့လဲခိုင်းခိုင်းမာမာခရီးပေးခဲ့တယ်အဲ့ဒီနေရာမှာပဲဘယ်အခွင့်အရေးမပေးဘူးလို့ချွင်းချက်မှမထားခဲ့တာပဲကဲကျွန်တော်တို့အားလုံးလိုချင်တဲ့အခွင့်အရေးကတော့နှက်ပြီသွားလဲဖို့ပဲဒီတော့အခုမှတော့ကြကြီးကြောင် လုံးနေပါနဲ့ဗီဇာထုတ်ပေးပါငရဲမင်းကြီးဟာသူ့စကားနဲ့သူမိနေတယ်လေ လူမာတစ္ဆာငရဲမင်းမာဂရိဆိုတာလည်းရှိတယ်မဟုတ်လားပေးပီးသားဂရိကိုသူကဖျက်လို့ဘယ်ဖြစ်မှလဲဒါပေမဲ့ခန့်နေတာကနက်ပြီသွားဖို့ဗီဇာထုတ်ပေးဖို့ဆိုတာကလည်းသူတကယ်ပဲလုပ်ပေးလို့ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလေငရဲမင်းကြီးဟာ ग्वा ကြသွားတယ်သူခေါင်းကုပ်လိုက်တယ်ခတ်တယ်ကွာအခုမှတကယ်ခတ်တာငါအနေနဲ့ကလည်းဂရိပေးပြီးဖြစ်တယ်ဆိုတာမှန်တယ်အဲ့ဒီဂရိကိုငါမဖျက်ချင်ဘူးမဖျက်နိုင်ဘူး ဒါပေမဲ့နှက်ပြီဆိုတာကလည်းငါနဲ့မဆိုင်ဘူးမပိုင်ဘူးဆိုတော့ခက်တယ်ကွာငရဲမင်းကြီးဟာတကယ်ပဲစိတ်ညစ်ပြီးညင်းညင်းညူညူပြောရှာပါတယ်ငရဲသားတွေကလည်းသူတို့ဆန္ဒကိုဖြစ်အောင်အကောင့်ထဲပေါ်ဖို့စိတ်ဆုံးဖြတ်ကြပြီးသားလေသူတို့ကကျွန်တော်တို့ကတော့နှက်ပြီသွားလဲဖို့ဆုံးဖြတ်ချက်ချပြီးသားပဲငရဲမင်းကြီးဘီသာထုတ်ပေးရင်တရားဝင် သွားလဲမယ်ထုတ်မပေးရင်တော့ကျွန်တော်တို့ဘာသာလှေကားထောင်ပြီးတက်မှာပဲ ငရဲမင်းကြီးဟာငရဲသားတွေရဲ့မျက်နှာကို အသေးချာကြည့်ပါတယ်။သူတို့ငရဲသားတွေဟာဒီတခါတော့တကယ်ပြောတဲ့အတိုင်းလုတော့မယ်ဆိုတာသူတို့ရဲ့မျက်နှာထားတွေကြည်ယုံနဲ့သိနေပြီလေ။ဒီတော့သူကောင်းကုတ်ပြီးအမျိုးမျိုးကြံစီစဉ်းစားတယ်။သူ့အနေနဲ့ဂရီလဲမပြတ်ရလေအောင်တစ်ဖက်ကလည်းသူ့အပြစ်သူ့တောင်းဝင်မချေရလေအောင်ပေါ့။နောက်ဆုံးတော့ခေါင်းထဲကိုဝင်းငနဲ့အကြံတစ်ခုပေါ်လာတယ်။သူ့မျက်နှာကလည်းမကြီးသေးထက်ဝက်ထညက်ထက်ဝက် မချုံမချင်းမျက်နှာမျိုးဖြစ်သွားပြီးတော့ အေးငါတခုအကြံရပြီမင်းတို့ကလည်းငါခွင့်ပြုသည်ဖြစ်စေမပြုပေးသည်ဖြစ်စေနတ်ပြည်ကိုတွားလဲကြမယ်ကောင်းနေပဲငါအနေနဲ့ကလည်းခွင့်ပေးလို့မဖြစ်ဘူးဒီတော့ဒီလိုလောက်ကြကွာမင်းတို့ဘာသာမင်းတို့နတ်ပြည်ကိုလေကားထောင်ပြီးတိုးတိုးတိတ်တိတ်ခိုးတက်ကြအေးအဲ့ဒါကိုငါကလည်းမသိချင်ဟန်ဆောင်နေမယ်အဲ့ဒီအကြောင်းလဲပေါ်ပေါက်သွားလို့စုံစမ်းတာမေးမြန်းတာတွေရှိလာရင်ငါကမသိဘူးလို့ဖြေမယ် မင်းတို့ကလည်းမင်းတို့ဘာသာလှုပ်ချင်တာလှုပ်ကြတာလို့ပြောကြငရဲသားတွေကပြန်စင်းစားကြတယ်ငရဲမင်းကြီးရဲ့စကားဟာလိုက်လျောတာဖြစ်ပေမဲ့တောင်းဝင်ယူတာမပါဘူးလေဒါပေမဲ့သူတို့အားလုံးကလည်းတကယ်နဲ့ပြီးသွားနေနေကြပြီဆိုတော့နောက်ဆုံးအဲ့ဒီနီလန်းကိုလက်ခံလိုက်ကြပါတယ်ဒါနဲ့ငရဲသားတွေဟာသူတို့ဘာသာသူတို့လှေကားထောင်ပြီးနဲ့ပြီးတက်သွားကြပါတော့တယ် နတ်ပြည်ရောက်တော့ငရေသားတွေပဲဘယ်ငင်ငင်လေးကုတ်ကုတ်လေးလေးလာနေကြပါမလဲအမျိုးမျိုးတောင်းညံကုန်ညတာပေါ့နတ်ပြည်ရဲ့ဘရင်တကြားမင်းဟာမြို့နယ်တခွင်လှဲ့လေစဉ်လုံနေတော့နတ်ပြည်ထဲမှာသူမမြင်မှုမတွေ့ဘူးတဲ့မျက်နှာစိမ့်တွေကိုမြင်သွားတယ်လေတယောက်တလေဆိုရင်တော့တတိထားမိခြင်းမှထားမိမယ်အခုတော့တပြုံတမာကြီးပြီးတော့မရောက်ဖူးတဲ့အရက်ရောက်နေတဲ့ငရေသားတွေဟာအရက်တောင်းညံတာဖြစ်လေတော့တကြားမင်းကတီးသွားတော့တာပေါ့ ီတော့တရားမင်းဟာသူ့နန်းတော်ထဲပြန်ဝင်တယ်။တောင်ဝင်ရှိတဲ့အုပ်ချုပ်ရေးလုံခြုံရေးတောင်ဝင်ငန်းတွေကိုခေါ်တယ်။ပြီးတော့ဟေ့ငါတို့နှစ်ပြည်မှာမျက်နှာသိမ်းတွေအများကြီးရောက်နေပြီ။တောင်ညံနေတာတွေ့တယ်။ဒီကောင်တွေအကုန်လုံးအခုချက်ချင်းဖမ်းညာသံတရားမင်းရဲ့လုံခြုံရေးတောင်ဝင်ငန်းတွေဟာအင်မတန်ပိုင်တဲ့သူတွေဖြစ်ပါတယ်။ဒါနဲ့ငင်ကြခင်ပဲငရဲသားတွေအကုန်လုံးဖမ်းပြီးသွားကြပြီ။တရားမင်းရှေ့တော်မှောက်ရောက်လာပါတော့တယ်။တရားမင်းကငရဲသားတွေကိုကြည့်ပြီးဟဲ့ကောင်တွေ မင်းတို့ဘယ်ရကောင်နေလဲငါတို့နှက်ပြီကမဟုတ်တာတော့သေးကြတယ်ငါမင်းတို့မျက်နှာတစ်ခါမှမမြင်ဘူးဘူးငရဲသားတွေအချိန်တွေကဂျင်းတဲ့ချက်သေးကိုရောက်နေကြပြီလေသူတို့တို့တွေဟာတရားမင်းကိုလိန်ပြီးပြောရင်လည်းရမှာမဟုတ်တော့ဘူးဒီတော့မထူးတဲ့အတူတူအမှန်တိုင်းပဲပြောလိုက်ရတော့တာကကျွန်တော်တို့ဟာငရဲသားတွေပါတရားမင်းဘာကွာငရဲသားတွေဟုတ်လားဟုတ်ပါတယ်ငရဲသားတွေဆိုတာနှက်ပြီကိုလာခွင့်ရှိတာမဟုတ်ဘူး င်းတို့ကဘသူကဗီဇာထုတ်ပေးတယ်လေပြောစမ်းကျွန်တော်တို့မှာဗာဗီဇာမှမပါကြပါဘူးကျွန်တော်တို့ဘာသာခိုးပြီးလေကားထောင်တက်လာကြတာပါဒီတော့မှတရားမင်းဟာတပြင်းချနိုင်မှာတော့တယ်ဒီကောင်တွေဘသူလဲဆိုတာ तू သိပြီလေဒီကောင်တွေဟာငရဲသားတွေပဲသူတို့ဟာဗီဇာမပါပဲသူ့တိုင်းပြည်ထဲခိုးဝင်လာကြတဲ့သူတွေဖြစ်တယ်ဒီတော့ तू ပိုင်ပြီပေါ့တရားမင်းကအော်ဒီလိုကိုဒီမှာကိုလူတို့ နတ်ပြည်ဆိုတာအခုလိုလွယ်တကူလှေကားထောင်ပြီးခိုးတက်ခြင်းလို့ရနေတဲ့နေရာမှတ်သလားမင်းကြီးများဒီကောင်တွေအားလုံးကိုတရားရုံးကိုပို့ပိုင်တဲ့ကျူးလွန်မှုနဲ့တရားစွဲဒဏ်တက်အကြီးမားဆုံးပြစ်ဒဏ်ပေးလိုက်ကြစမ်းတရားမင်းဟာငရဲသားတွေကိုပြောရင်သူ့ရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကိုပါညွှန်ကြားလိုက်ပါတယ်ပြီးမှငရဲသားတွေကိုကြိလိုက်တော့ငရဲသားတွေရဲ့မျက်နှာဟာသူ့အမိန့်ချလိုက်လို့ဘာမှထူးထူးခြားခြား ထိတ်လန့်ကြောက်ရွံ့သွားပုံမရကြပါဘူးကြောက်မသွားတဲ့အပြင်သူတို့မျက်နှာတွေဟာပြုံးစီစီနဲ့တချို့ကများဆိုပါဇက်ပိတ်ပြီးတောင်ရည်နေကြလေရဲ့ဒါနဲ့တရားမင်းကဒေါပွားသွားပြီးဟိတ်ကောင်တွေမင်းတို့မျက်နှာတွေကပြုံးစီစီနဲ့ဘာဖြစ်နေကြတာလဲလို့ငောက်ပြီးမေးပါတယ်ဒီတော့မှခက်ဆွာဆွာငရေသားတယောက်ကထပြီးဒီမဲ့တရားမင်းတရားရုံးကိုတင်လို့ကတော့တရုံးမကဘူးဆယ်ရုံးတင်လဲကျုပ်တို့ကမကြောက်သေးဘူးဗျာ တကြမင်းတို့နှက်ပြီမှာရှေ့နေရှိလာရင်တယောက်နှစ်ယောက်ပေါ့ကျုပ်တို့ငရေပြီမှာအလုံးကရှေ့နေကြီးပဲဗျပုံမြင်လေးကတော့ဒါပါပဲမောင်မိုးသူဟာရှေ့နေငယ်ချင်းတွေနဲ့တွေ့တိုင်းဒီပုံမြင်ကို ပြောပြီးစောပါတယ်အစော်ခံရတဲ့ရှေ့နေငယ်ချင်းတိုင်းကလည်းတွန့်တွန့်သွားကြတာကြီးပဲအလုံးခံသွားရတာကြီးပါပဲရှက်ရှက်နဲ့တဟဟရီမောသွားကြပြီးမင်းမို့ကြံ့ကြံ့ဖမ်းမှန်ကွာလို့ပြောကြပါတယ်ဒီလိုနဲ့မောင်မိုးသူလည်း လက်နက်ကောင်တစ်ခုအားကိုးနေရှေ့နေတငယ်ချင်းတွေကိုရင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့တော့ရွှေဘိုကတငယ်ချင်းရှေ့နေတယောက်လာတယ်။ဒီငနေဟာရှေ့နေတာဆိုတဲ့အမှုမှလိုက်ရလားမသိပါဘူး။ကြားရတဲ့သတင်းတွေကတော့အရက်ဆိုင်နဲ့ဘီလီယခုံထဲကကိုမထွက်ဖူးကြားတာပါပဲ။သူ့နာမည်ကခင်မောင်ဆိုးတဲ့။ရှေ့နေတငယ်ချင်းခင်မောင်ဆိုးရန်ကုန်ရောက်လာတော့ကမောင်မိုးသူတို့လိုလူရင်းတငယ်ချင်းတွေစုံကြပါတယ်။အရက်စုတောက်ကြပါတယ်။ ဒီတော့ထုံးစံတိုင်းမောင်မိုးသူကခင်မောင်စိုးကိုနှိပ်ဖို့လက်ဆွဲတော်ရှိနေပုံမြင်ကိုပြောပြပါတယ်။ပုံမြင်ပြီးသွားပေမဲ့ခင်မောင်စိုးကဘာမှမဖြစ်ပါဘူး။ဘလို့မှလည်းနေပုံမရပါဘူး။စပွဲပေါ်ကအရက်ခွက်ကိုအေးအေးဆေးဆေးပဲယူတော့ပါတယ်။ပြီးမှဒါပါဖြစ်လေ။ဘာဆန်းနာမှတ်လို့မင်းကရောဘာကောင်လဲကွ။ကြံတဲ့ကောင်တွေကရောဘာကောင်နေလဲကွ။ဒီတော့မှမောင်မိုးသူလည်းပုတ်သွားပါတယ်။ကြံတဲ့တငယ်ချင်းတွေလည်းကုတ်သွားကြပါတယ်။ ခင်မောင်ဆိုးကငေတငေချင်းပဲတယောက်ကြောင့်တယောက်တွင်းတီတွေမလားမောင်မိုးသူတို့မှလည်းအမှုသာမလိုက်တာအထက်တန်းရှိနေအောင်လက်မဲ့လေးတွေကိုစီအိမ်မှာရှိနေကြတာကို1988ဇူလိုင်လရင်ခုန်ပွင့်မဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်